အေးဗျာဒီတော်လန်ကြီးကတော့ဖြစ်ခဲ့ပြီပဲเนาะဖြစ်ခဲ့ပြီဆိုတော့ဒီတော်လန်ကြီးကဖြစ်ပေါ်လာအောင်ကလည်းနိုင်ငံရေးကနေဖြစ်လာတာဟုတ်နိုင်ငံရေးကနေလက်နက်ကင်တော်လန်ကြီးဖြစ်လာတာအဲ့တော့နိုင်ငံရေးအပိုင်းဆိုင်ရာမှာကျွန်တော်တို့ကเนาะတိတ်ပြီးမှတစ်ဖက်နဲ့တစ်ဖက်တိတ်ပြီးတင်းမာနေရင်အဲ့ဓာရီကနောက်ဆုံးကြတော့ဒီလိုပဲအာနာသိမ့်မှုခံရတာအာနာသိမ့်မှုခံရတဲ့ခါကျတော့လက်နက်ကင်တော်လန်ကြီးဖြစ်ပေါ်လာတာပေါ့ အဲ့တော့ကျွန်တော်တို့ကဒီကနေ့လက်နက်ကင်တော်လှန်ရေးကတကယ်ဆိုရင်เนาะဟိုနိုင်ငံရေးပါတီတွေကခေါင်းဆောင်ပြီးဖြစ်ပေါ်လာတဲ့နိုင်ငံရေးမဟုတ်ဘူးညာပြည်သူလူထုကမခံမရနိုင်ပဲစစ်တပ်ဆိုရင်တို့ကကြည့်ကုန်မကြည့်ကျင်တော့တဲ့အနေအထားဖြစ်လာတာဟုတ်အဲ့ဒီပုံမှာပေါ်ပေါက်လာတဲ့နိုင်ငံရေးဖြစ်တာဟုတ်ဒါအရေးကြီးတော့ကျွန်တော်တို့ကဒီနိုင်ငံကြီးဒီပေါ်ပေါက်လာတဲ့ဒေါ်လာကြီးကိုကျွန်တော်နိုင်ငံရေးပါတီတရားကတည်တည်ချာချာခေါင်းဆောင်နိုင်မှုလို့တော့ ခေါင်းဆောင်နိုင်ရင်ဒီဒေါ်လာကြီးကကျွန်တော်တို့ကနော်ဟိုနှစ်တူတူနဲ့အောင်မြင်နိုင်တာပေါ့အဲ့မမကန်ကန်ကအချီနေနဲ့ကိတ်ညီအောင်ခေါင်းမဆောင်နိုင်ဘူးဆိုရင်တော့နောက်ဆုံးတော့ကိုလိုဂျူနဲ့ပန်းနိုင်ရောက်ချင်ပါလေရောက်ပါဒါကြောင့်မို့ဒါကတော့ကျွန်တော်အခုအချိန်မှာကျွန်တော်ကတော့ဟိုယတိပြမတခုမှပြောလို့မရသေးဘူးဒါပေမဲ့ဒီ 2021ဒေါ်လာရေးကတော့ဒါလူလူအောင်သွားတဲ့ဒေါ်လာရေးပဲနိုင်ငံရေးတည်ဆောက်မှုမှာเนาะပြောရမယ်ဆိုလို့ချင်းစနစ်တော့တိမ်မကြဘူးနဲ့တူတယ်ဒါဒီနိုင်ငံရေးအပေါ်မှာပြစ်ပကဖြစ်ပြီးဒေါ်လာရေးပေါ်ပေါက်တာเนาะလူလူဒေါ်လာရေးဖြစ်တယ်ဒီလူလူဒေါ်လာရေးကိုထိန်းချောင်းနိုင်ဖို့ကျွန်တော်အရေးကြီးတယ်ကျွန်တော်ဒီလိုပဲမြင် ီလိုရရှက်ရှက်ရှိအရေးခင်ဖြစ်လာတာအကုန်မှာတိုင်းပြည်အုပ်ချုပ်တဲ့မဆလာလမ်းစဉ်ဟာမှားယွင်းမှုကြောင့်เนาะဒါအသေးစိတ်တော့မပြောပါဘူးရှိပါတယ်ခင်ဗျားတို့လည်းသိပါတယ်မှားယွင်းမှုကြောင့်လူတို့ကဆန္ဒပြပြီးမှပေါ်ပေါက်လာရတာအဲ့ဒါကအဲ့ဒေါ်လာရေးရထူးခြားချက်ကအဲ့ဒီပုံသွားတာဒီ2021ကြတော့ကိုကအစိုးရဖြစ်ပြီးမှ အာဏာသိမ်းခံရတဲ့ပုံစံဖြစ်တော့အဲ့မှာနည်းနည်းကွာဟာတယ်เนาะ ဒါပေမဲ့88တုန်းကကြတော့အဲ့ဒီနိုင်ငံရေးရွေးကောက်ခါနိုင်ငံရေးပါတီအဖွဲ့အစည်းတွေကပုံကူတွေကသူတို့ကနော်အစိုးရဖွဲ့လိုက်ပြီးမဲ့လက်နက်ကင်ဒေါ်လာရေးမပါဘူးလားနိုင်ငံရေးကတိုက်ပွဲစင်တာတခုတည်းရှိတာ哦အဲ့တော့ဒီခဏကြတော့2021ကြတော့လူထုကအာဏာသိမ်းလိုက်တော့လူထုကမခံရနဲ့ပေါ်ပေါက်လာတဲ့ပုံမှာအဲ့ဒီရွေးရွေးကောက်ခါဟိုကကုသလေတွေကပြန်ပြီးမှအန်ယူဂျီတို့ဖွဲ့စည်း CRBH တို့ဖွဲ့စည်းပြီးမှလှုပ်လိုက်တာ။အဲ့တော့ဒီ CRBH တို့ NUG တို့ကဒီလူထုအောင်ကြွားတဲ့เนาะဒီလက်နက်ကင်ဒေါ်လာကြီးကိုတိတိကျကျကုတ်ကဲနိုင်ဖို့လိုပါတယ်။เนาะဒါကြောင့်ကွာဟချက်ကတော့ရှေ့လေးလုံးတော့က NCGU ဘီအစိုးရဒေါက်တာစိန်ဝင်းတို့လှုပ်တော့ကလက်နက်ကင်ဒေါ်လာကြီးမပအောင်နိုင်ငံရေးတိုက်ပွဲတစ်ခုတည်းတော်လာ။စိန်ပြိုင်အစိုးရအနေနဲ့တစ်ခုတည်းတော်လာ။အခုကြတော့အစိုးရအနေနဲ့လည်းတော်သလို့ လက်နဲ့ကင်တော်လိုက်ကြီးလေးဘောဘောအဲ့ဒါကွာချချင်တယ်အရေးကြီးတာတော့ကျွန်တော်တို့ဒီအန်ယူဂျီကနေအန်ယူစီစီဖွဲ့လိုက်တဲ့အထက်မှာတော့ကျွန်တော်တို့ကလက်နဲ့ကင်လက်နဲ့မကင်ထားတဲ့နိုင်ငံရေးပါတီအဖွဲ့အစည်းတွေလည်းပါလို့လက်နဲ့ကြိုက်ထားတဲ့တိုင်းဒေသလူမျိုးစုနိုင်ငံရေးပါတီအဖွဲ့အစည်းတွေလည်းပါတော့အဲ့ဒါကိုပေါင်းစပ်ထားတာပဲ ။နော်အဲ့တော့ပေါက်ဆထားတဲ့ခါကျတော့ကျွန်တော်တို့ဟာပြောရမယ်ဆိုလို့ရှိရင်ဟိုအန်ယူဂျီပဲအပြစ်ဖို့လို့ဖြစ်လည်းမကောင်းဘူး။ဒါဆိုသူတို့မှလူတယ်။သူတို့ကစီမံကုတ်ကဲဖို့လူတယ်။တတ်ဖို့လူတာနော်။တတ်ဖို့လူတာ။အဲ့တော့သူတို့ကမတတ်တဲ့ခါကျတော့အောက်ကသူတို့ကလုတ်ကြတော့နောက်ဆုံးတော့မခံမရနိုင်တော့အဲကိုကနုဘာလို့ကတိုက်ချအဲ့ဒီကနေပဲ1392တို့1111တို့ ဒါဒီပေါ်လာတာပေါ်လာပြီးမှအဲ့ဒါဒီတိုက်ချလိုက်တော့အဲ့ဒီပေါ်မှာကဲအန်ယူဂျီအနေနဲ့ဘလောက်ထိနော်ကျွန်တော်တို့ပါဝင်နိုင်မလဲအဲ့သူရဲ့ပါဝင်နိုင်မှုကအားနည်းတယ်လေတိုင်းသားလက်နက်ကင်လူမျိုးစုတွေကပဲအဲ့ဒီအဖွဲ့တွေကပဲနင်းကဖိတိုက်နေတဲ့အချိန်အဲ့တော့အန်ယူဂျီအနေနဲ့ဘယ်လိုလုပ်မလဲအန်ယူဂျီကဓာတ်ရိုက်ကိုကဲလို့ရတယ်ပတ်သုံးလို့နေမြေတို့ပါလို့ပါသူဘယ်လိုတိုင်ထွေလဲဒါအရေးကြီးတာဟုတ်အဲ့တော့ ပြောရမှာဆိုဒီကနေ့ကျေပြတ်နဲ့တပ်ပေါင်းသူကြီးဖွဲ့ရမှာအဲ့ဒါကိုကျေပြတ်နဲ့တပ်ပေါင်းသူကြီးမဖွဲ့နိုင်ရင်ကျွန်တော်ဒီကောင်တိုက်လို့မရစကားစားကိုတိုက်လို့မရအဲ့ဒါဖွဲ့နိုင်ဖို့ဟိုဟာမပါနဲ့ဒီဟာဘာဖြစ်တယ်လို့ဖယ်ချန်ထားမယ်ဆိုရင်အဲ့ဒါကိုတွင်းမှာပဲပြဿနာတွေရှုပ်ပြီးမှလူရောင်မြောက်ခွင့်နေပါမယ်နော်အဲ့တော့ပြောရမှာဆိုတိုင်းသားလူမျိုးစုတွေကသူ့နေမြေသူ့နေမြေကိုနိုင်အောင်ထိန်းတိုက်နိုင်ကိုကရော အန်ယူဂျီအနေနဲ့အခုဟာနေတယ်စကိုင်းတို့မကွေးတို့မန္တလေးတို့နော်ပဲခူးတို့အဲ့ဒါဒီမှာသူဘယ်လိုလုပ်လဲတောင်ဝင်ကတော့ယူရတာဟုတ်ပြစစ်နေမြေတောင်ဝင်ယူရတာအဲ့ဒါဘယ်လိုလုပ်အဲ့ဒါဒီစဉ်းစားဖို့လူတယ်လူပြအဲ့ဒါဒီမစဉ်းစားဘဲနဲ့ခင်ဗျားလည်းလုပ်လို့မရဘူးအခုကခင်ဗျားတိုင်းသားလူမျိုးစုတွေရှမ်းပြည်နယ်မှာဆိုရင်ခင်ဗျားကလည်းပလောင်ကလည်းသူ့အာဏာနဲ့သူ့ကချင်ကလည်းသူ့အာဏာနဲ့သူ့ကို ိုကလည်းသူ့အာဏာနဲ့သူလုံနေကြတဲ့အခါကျတော့ပဋိပက္ခတွေရှိလာ။နေမီထိမ့်သိမ့်မှုကနေပဋိပက္ခတွေရှိလာ။အဲတော့တချို့ဟိုပါဆိုမိုင်းလာကခေါင်းဆောင်တယောက်ဆိုပြောတာပဲ။အေးကျွန်တော်တို့ရှမ်းပြည်နယ်မှာတော့ဒီမိုကရေစီကတော့ဘယ်ရောက်နေမှမသိဘူး။အာဏာရှင်ကြီးပဲ။နော်။အေးအဲ့လိုမျိုးတွေဖြစ်နေတာဟုတ်ဗျာ။ဒါကြောင့်ဒါတွေကိုအကုန်လုံးစဉ်းစားတတ်ဖို့ဆိုတာတပီလုံးကိုတာဝန်ယူတတ်တဲ့လူတွေမှာတာဝန်ရှိတယ်။အဲ့တော့တပီလုံးကလူတွေကတာဝန်ရှိလို့ အောက်ကလူတွေကအကြံပေးရင်လဲသူတို့စဉ်းစားလက်ခံဖို့လိုတယ်ဖြစ်တင်တာဆိုလက်ခံလိုက်မဖြစ်တင်တာဆိုဘေးကိုထားလိုက်ပုတ်ခတ်ဖို့မလိုဘူးအဲ့လိုလုပ်ရင်ဆိုရင်ကျွန်တော်ရတာပေါ့အဲ့လိုမလုပ်ဘဲနဲ့မင်းတို့ဘာပြောပြောငါတို့နားမထောင်ဘူးဆိုရင်တော့ဟမ်ဝါရအောင်မယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီကနေ့ဗမာပြည်ရဲ့စီရေးပြဿနာနိုင်ငံရေးပြဿနာတွေကနိုင်ငံခြားတော့ဝင်ရောက်ဆွတ်ဖက်ချင်တယ်အရန်လည်းမလုပ်ရဘူး ပါဆိုတော့သူတို့လည်းနိုင်ငံခြားလူတွေကလည်းသူတို့စွတ်စွဲခံရမှာသူတို့ပြည်တွင်းကြီးကိုဝင်ရောက်ဆက်ဖက်တယ်သူတို့ဟိုဟာအပြောမခံရင်လို့ဟိုထိုင်နေတိတ်တိတ်နဲ့လုံနေအဲ့လောက်ကိုကျွန်တော်တို့ကဘယ်လိုလုပ်ဒါအရေးကြီးတာနော်အခုကြည့်လေတရုတ်ပြည်ကဘန်ဒောင်းဟိုဟာညီလာခံ80ပြည့်တဲ့နေ့နော်အခြေခံမူ၅ချက်နဲ့အဲ့ဒါ တနိုင်ငံရဲ့ပြည်တွင်းကိုတနိုင်ငံမဆက်ဖက်ရေးဆိုတဲ့ဟာမျိုးတို့ဒီခဏလှုပ်ချင်တဲ့ခါကျတော့တရုတ်ပြည်ကခေါ်တယ်လေခေါ်လိုက်တဲ့ခါကျတော့အန်ယူဂျီကိုလည်းမခေါ်ဘူးမင်းအောင်လှိုင်တို့စကဟိုဟာကိုလည်းစကစားကိုလည်းမခေါ်ဘူးခေါ်တာကဘာလို့လဲဆိုတော့အရင်တော့သမရဟောင်းဦးသိန်းစိန်နိုင်ငံတော်ဝန်ကြီးဦးနုရဲ့သမီးဝန်ကြီးချုပ်ဦးနုရဲ့သမီးတန်တန်သူတို့ပဲခေါ်သွားတာပါဆိုတော့ तू ကမင်းအောင်လှိုင်ပဲလည်းမပါဘူး အန်ယူဂျီပဲလည်းမပါပဲနဲ့ဗမာပြည်နှစ်ပတ်သက်တာကသူကလိုအပ်တဲ့လူခေါ်လိုက်ကြပဲဒါတွေကိုကြည့်လိုက်ရင်ပြည်တွင်းကြီးကိုမဆွတ်ဖက်တဲ့သဘောပဲနော်အဲ့တော့ဆွတ်ဖက်ခြင်းမျိုးမှလည်းဆွတ်ဖက်လို့မရအောင်အချိန်ကြီးရရကရှိနေဒါကြောင့်မို့ကျွန်တော်တို့ဒါကိုကြည့်ရင်ကျွန်တော်တို့အထက်တာဝန်ရှိတဲ့ခေါင်းဆောင်တွေနော်ယာယီသမရာကြီးတို့ဝင်ကြီးချုပ်တို့ပေါ့ဗျာ နောက်ပြီးဘာဘာတာဝန်ညာတာဝန်နေနဲ့ထားဆောင်နေတဲ့ပုံကိုယ်တွေပေါ့ဗျာအဲ့ဒါတွေကတိတိကျကျသုံးသပ်ဖို့လိုတာဘူးအဲမသုံးသပ်ဘဲနဲ့ခင်ဗျားကလည်းဟိုထင်ရှားလျှောက်လန့်နေလို့မရဘူးလေနော်အဲ့တော့ကျွန်တော်တို့ကလည်းဒီသူတို့က NUD ကတောင်ပိုင်းနဲ့မြောက်ပိုင်းရှစ်ပြူကခွဲလိုက်တယ်ခွဲလိုက်တော့ကျွန်တော်တို့ကရင်ကတောင်ပိုင်းမှာကြာအဲ့တော့သူတို့ကျစ်ပြူဟာတောင်ဝန်ပေးတဲ့ပုံကိုယ်တွေကစီးရေးဘလောက်နားလဲလဲ အဲ့တော့ကျွန်တော်တို့ကဒီမှာကုစီစီနဲ့ကူလုတ်တဲ့ညမှာကြားပြက်ကလေးတွေဝင်ဝင်လာတယ်အဲ့ဒါတွေကအချင်းချင်းပြဿနာတက်တာအဲ့တော့ပြောရမယ်ဆိုရင်တစ်ဖက်တစ်စီးကဘီဝါတစ်ခုနဲ့အစီအစဉ်ချနေရင်တစ်ဖက်စီးကလည်းသူ့ဘီဝါနဲ့သူ့ချဘီဝါတစ်ခုထိုက်တိုက်တွေ့တဲ့ခါကျတော့လုံကမအောင်ဘူးဒါမျိုးတွေရှိတော့အဲ့ဒါတွေကိုတို့ကထိုက်ပိုင်းတာဝန်ရှိခေါင်းဆောင်တွေက နားလည်တတ်ဖို့အရေးကြီးတာ။နော်အဲ့လိုနားမလဲပဲနဲ့ဒီလိုပဲဖြစ်နေရင်တော့ကျွန်တော်တို့ကတော့ဘာဖြစ်မယ်ဆိုတော့ကျွန်တော်တူတင်လဲမပြောတတ်ဘူးဗျာ။အချိန်ဒီကပြောင်းလဲပြောင်းလဲနေတော့အာကြီးဘီဇင်းစီကလူတွက်လို့မရအောင်။နော်အဲ့တော့ကျွန်တော်ကလည်းနိုင်ငံရေးပါတကူစီးရေးပါတကူမဟုတ်တော့ကျွန်တော်လည်းဒီလောက်တိမပြောနိုင်။ကလကလန်ဒီလိုပဲသွားနေတော့။ ဒီလိုပြကျွန်တော်ကလည်း NUG အတွင်းကရင်းနှီးနှီးမပေါင်းသိမ်းရတော့မထိတွေ့ရတော့ပေါ့ဗျာကျွန်တော်အဲ့ဓာတည်းကကျွန်တော်ဘူဖန်ချက်မပေးနိုင်ဘူးနော်ထင်မြင်ချက်မပေးနိုင်ဘူးဟာသူတို့ရဲ့နီးစပ်တဲ့လူတွေကပဲသူတို့ကသူတို့လုပ်ပါစေအဲ့ဒါအရေးကြီးတယ်နော်အဲ့တော့ကျွန်တော်တို့အရေးကြီးတာကနိုင်ငံရေးဆိုတာကနော်နိုင်ငံရေးရဖြည့်ချင်းလို့မရစီးရေးနဲ့ဖြည့်ချင်းရတာအဲ့တော့ကျွန်တော်တို့နိုင်ငံရေးနဲ့သဘောကုံကပြောတဲ့အချိန်ခါမှာ စီရေးရပြင်ထားရမယ်နော်အဲ့တော့နိုင်ငံရေးအရာပြည်လဲအောင်မဖြစ်ရှင်းနိုင်စီရေးနဲ့ပြန်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးအရာဖြစ်ရှင်းလို့မရလို့စီရေးကိုရောက်လာတော့ပြစ်စီရေးရပြင်ဆင်မှုမရှိတဲ့အခါကျတော့အဲ့လိုပဲကြာရတယ်ကတောင်းကနေဖြစ်တတ်တယ်အားမလို့အာမရဖြစ်တတ်တယ်မြောက်ပိုင်းနဲ့ကျွန်တော်တောင်ပိုင်းမတူတာကမြောက်ပိုင်းကလူတွေကသူတို့ကမော်စီတိုးရဲ့စီရေးအကြောင်းကိုနားလည်ထားတယ်ဒါကြောင့်မို့သူတို့က နိုင်ငံရေးရငင်းညာရေးလုပ်နေတဲ့အချိန်မှာစီရေးကိုပြင်လာအတောင်းပြင်လာအဲကျွန်တော်တို့ခရီးညူက NCSA လက်မှတ်ထိုးပြီးတော့မပြင်တော့ဘူးစီရေးကိုအဲ့တော့အဲ့ဒါကိုဒီစီရေးကိုပြန်လှုပ်ဆောင်ရတဲ့ခါကျတော့ဟိုချွင်းချက်တွေရှိလာအဲ့ဒါတွေကအာမလို့အာမလို့ဒါကြောင့်မို့ကျွန်တော်တို့ဟာနော်ဒီတိုင်းပြည်အုပ်ချုပ်တဲ့လူတွေနိုင်ငံရေးစီရေးကတော်တော်ကြွန့်ကျင်ထားရတယ်ဒါတွေကိုကြွန့်ကျင်ရင်ကျွန်တော်တို့ကလုံနိုင် အဲ့ကိုကနုဘာလို့လုတ်တယ်ဆိုတာသူတို့ကငွေရှာတဲ့နေမှာခင်ဗျာကျွန်တော်ကြည်ကြည်ကြွညံ့ပြောတော့ခင်ဗျာကိုသိပါတယ်ကျွန်တော်တို့မှာမူရစီဝါမလုပ်ဘူးဗျမောင်ကိုစီဝါရေးမလုပ်ဘူးဗျနော်အဲ့ဒါတွေမလုပ်ဘူးကျွန်တော်တို့ကမလုပ်တော့ကျွန်တော်တို့ကဝင်ငွေနေတယ်သူတို့ကဝင်ငွေများတယ်နောက်ပြီးမှလည်းသူတို့ကသူတို့နောက်ခံကတေးပြီးကျွန်တော်နောက်ခံကယူရပြီးအဲ့လိုကြွားချမှုတယ် ဲ့တော့တရုတ်ရဲ့ policy ပုံစံတစ်မျိုးယူရီးယားရဲ့ policy ပုံစံတစ်မျိုးအဲ့တော့အဲ့ဒီပုံမှာကျွန်တော်တို့ကဒီစားတွေကိုချင့်ကြိမ်ပြီးလုပ်နေရတာဒါကြောင့်မို့ကျွန်တော်တို့ရဲ့လောက်ချမှုကိုတချို့ကအားမလို့အားမရဖြစ်တာဒီကိစ္စဒါပေမဲ့ကျွန်တော်တို့ကအတတ်နိုင်ဆုံးဒီအခက်ခဲတွေကိုဖြေရှင်းပြီးမှဥတီချက်ရှိရှိဒါဘုံရန်သူဘုံရန်သူသဘောထားပြီးကျွန်တော်လုပ်ဖို့ကကျွန်တော်အစီအစဉ်ရှိတယ်ရှိပြီမဲ့အခုလောလောဆယ်ဟိုကြိုးစားနေတော့ရှိသေးတယ်အေးအဲ့လားပဲ Yeah. မီဒီယာကတော့ကျွန်တော်ပြောချင်တာကတော့အေးလေသူတို့ကအစိုးရဖြစ်နေပြီပဲသူတို့ကအကုန်လုံးသူတို့မှသတင်းတွေအကုန်ရောက်တာပဲရောက်ရသားနဲ့မပြင်ဆင်တာသူတို့အပြစ်ပေါ့ပြည်သူလူထုအပြစ်မဟုတ်ဘူးတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြစ်မဟုတ်ဘူးသူတို့အပြစ်ပဲဒီလိုဖြစ်လာတာကိုသူတို့ပြန်ဖြေရှင်းလေကျွန်တော်တို့ကအထောက်အပြုပဲပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီခဏကတိုင်းသားလူမျိုးစုတွေကခွဲထွက်ချင်တာမဟုတ်ဘူးဗျာ ဒါပေမဲ့တက်မီအုပ်ချုပ်တဲ့လူကတခုလုံးကိုအုပ်ချုပ်တဲ့လူကအတော့မကြတော့ခမရကလည်းဟိုခွတ်ထွက်ချင်တာဒီဘာဒီဆိုတဲ့ဇကားတွေကပြောလာတာပေါ့တက်မီအုပ်ချုပ်တဲ့ခေါင်းကြီးကကောင်းနေမယ်စနစ်ကြတယ်ညင်သားကြောသားမခွဲကြဘဲနဲ့အုပ်ချုပ်တယ်မျှဝေတယ်ဆိုရင်ဘယ်တိုင်းသားလူမျိုးစုကမှမခွဲထွက်ပါဘူးအခုခွတ်ထွက်ချင်တာကိုကိုကိုအုပ်ချုပ်ချင်တာကဘိုးအစိုးရက တပြည်လုံးနဲ့ဆိုင်တဲ့အစိုးရနိုင်ငံရေးပါတီတွေအတော့မကြလို့ဒီစကားတွေကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုတွေပြောတာအဲ့ဒါပဲကျွန်တော်တို့ကရှိပြီးသားလေကျွန်တော်အရင်တော့ကတော့မှသွားလိုက်တာဓာတ်ပုံတပုံတက်လာသေးတယ်ဟုတ်လားအဲ့မှာဟိုဘာလဲစောချစ်သူနဲ့အောင်မော်ကြီးဈာမှာကျွန်တော်ထိုင်နေအဲ့တော့သူတို့ကဘူးမသိဘာမသိနဲ့အာကျွန်တော်က ဟိုဒီ BGN နဲ့ပေါင်းလိုက်တယ်ဝေစားမြစားလုပ်တယ်ဆိုတော့ပုံမျိုးနဲ့ထုတ်တာအဲ့ဒီတုန်းကကျွန်တော်တို့ကင်းအဖွဲ့စည်းတွေပေါင်းစည်းရေးအတွက်ကိုကျွန်တော်သွားတာနော်ကျွန်တော်ပြောတဲ့စကားတွေကိုသူတို့အတံမလွင်ဘူးသူတို့ပြောတဲ့စကားတွေပဲအတံလွင်တယ်နော်အဲ့တော့ကျွန်တော်ဖောင်းထုတ်တာပါဟိုမှာဩစတြေးလျနာမမူသူခွေးသမိန်ထွန်းခွေးသမိန်ထွန်းနဲ့ခွေးတက်ပြီးကျွန်တော်ပြောတာတွေကကျွန်တော်ကြားရတာပဲအဲ့တော့ တည်င်းနေကိုတိတိကျကျမလိုက်ဖဲနဲ့အပေါ်ရံလေးကြည့်ပြီးရှောက်ပြီးရှောက်လုပ်နေလို့မရဘူးအခုကျွန်တော်တို့မှအိုက်ခက်ခဲတာနော်အဲ့တော့ကျွန်တော်တို့ကပြောရမယ်ဆိုလို့ရှိရင်ညာသူကတွေးထုတ်မှုတွေကကျွန်တော်လူတွေကပြောရမယ်ဆိုရင်ကရင်တွေကစာမဖတ်ဘူးဗျနိုင်ငံရေးတာလုပ်နေတာသူတို့တစ်တော့ဆိုတစ်တော့ပဲသူတို့နားလေတယ်ပညာရေးဆိုပညာရေးပဲနားလေတာကိုနိုင်ငံရေးတစ်ခုလုံးကိုတကယ်လေးလာလောက်ဖို့အတွက်ကြတော့အားနည်းတယ် အဲ့ဓာတွေကိုသူတို့ကထိုးဝင်တပတ်ကရန်သူကအခုလက်ဝင်နေတာပဲအဲ့တော့ကျွန်တော်တို့ကဒီလိုအားနဲ့ချက်တွေကိုလှုပ်ပြီးမှလှုပ်တော့ကျွန်တော်တို့မှဒါကိုပြန်ပြန်စုနေရစုနေရလားနော်တချို့ကလည်းအတ္တကြောင့်ပါကျွန်တော် KNU ရဲ့ဟိုကလေဟိုကစီမံကုတ်ကဲမှုညံ့လို့မဟုတ်အတ္တကြောင့်ခွတ်တယ်တော့လားတချို့ကလည်းသူတို့ကသူတို့လက်နက်ကလေးကင်ပြီးမှဒဘိုတမင်းလှုပ်ချင်တယ်အဲ့ဒါအခုတည်းရှိတယ်လေ စစ်တပ်နဲ့ပေါင်းပြီးတဘို့တမင်းလောက်တဲ့ DKB ဆိုတာကြည့်သေးတယ်လေ။နောက်ကျွန်တော်တို့နဲ့ကောင်းမှုမွန်တက်နေတဲ့ DKB ရှိတယ်လေ။အဲ့တော့ NUG ကလည်းဟောပေါ့လေ BGF ကလည်းပြောရမယ်ဆိုလို့ရှိရင်သူ့မှာလည်းကျွန်တော်တို့သူကကြားနေခြင်းနဲ့ KNU ဘက်လည်းမပါဘူးတပ်မတော်ဘက်လည်းမပါပဲကြားနေခြင်းနဲ့ဒါပေမဲ့သူတို့က BGF ဖွဲ့လိုက်တဲ့ကဗမာတပ်မတော်ကစစ်တပ်ခေါင်းဆောင်တွေဒီထဲမှာဝင်နေတယ်။အဲ့လို့ ်ဝင်နေတဲ့ခါကျတော့တကယ်ရားနေပြန်ရင်လဲအဲ့ဒီကောင်ကြီးဆွဲဆောင်မှုကြောင့်ဟိုဘက်ကိုလိုက်ကျော်ကြလိုက်။အဲ့ဒါနောက်ဒီဘက်ကိုပြန်လိုက်ကျော်လိုက်ပါ။အဲ့လိုလုံနေတဲ့ခါကျတော့အဲ့ဒါကိုသူများတွေကအမြင်မရှင်းတာ။ကျွန်တော်တို့ကအမြင်ရှင်းတယ်။ဘသူကဘာလဲဆိုတာသိတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒါတွေကိုစိတ်ရှိရှိနဲ့အခုကပြန်ပြီးလုံနေရတယ်။နော်။အဲ့တော့ခင်ဗျားဒီကရင်ရဲ့အကွဲပြဲတွေဟာတပီလုံးရဲ့ပြဿနာ ဒီစစ်အာဏာရှင်ကိုအပြုတ်မတိုက်နိုင်သမျှတော့ဒီအကွက်အပြဲတွေဟာအပြင်ကသွေးထိုးမြောက်ပွင့်ဘေးဘူးကြောင့်ဒီလိုပဲကလန်ကလန်ဖြစ်နေဦးမှာအဲ့ဒါကိုယ်ချင်းချင်းတွားပြီးမှအေးအေးယူတတ်လိုက်ပြန်လဲဟာသူ့ဆွေသူ့မျိုးတွေကထလာပြန်ပြီအဲ့တော့တတ်တာတော့ကျွန်တော်မလုပ်ဘူးဒီလိုပဲထိန်းထားရတာထိန်းထားရတာเนาะအဲ့တော့ထိန်းထားရတယ်ဆိုတော့ခင်ဗျားသိတဲ့အတိုင်းပဲဟိုပေါ့ပွားကြီးဖြစ်နေတာပေါ့အဲ့ဒါကိုသူများမလုံလုံနိုင်စွာမရှိဘူးပါမဟုတ်ဘူး ပြဿနာမတက်အောင်ထိန်းထားရတာဘုံရံသူဥပ္ပိတိုက်တဲ့နေရာမှာဒီမှာပြဿနာမရှိအောင်လုပ်နေရတာအဲ့ဒါတွေကိုတချို့ကမကြည်မနက်မကြည်မချမ်းရှောက်ပြောနေတာဟုတ်တချို့ကလည်းအတ္တတွေကြီးမားပါလေအတ္တတွေကြီးမားတာကိုလည်းကျွန်တော်တို့ကမပြောကျင်တော့ဘူးပြောရင်ပုပ်ကူရေးတွေပါတယ်ဖြစ်ကုန်တော့ဒါတွေကိုမပြောဘူးအဲ့တော့မူသဘောနဲ့ပဲကျွန်တော်လှုပ်သွားရတာနော်အဲ့ဒါကျွန်တော်တို့မှာအခက်အခဲတွေရှိပါလေဒါပေမဲ့ဒါကိုကျွန်တော်တို့ကတော့အခုခပ်ပွတ်ပွတ်ပဲထိန်းထားနိုင်နေပြပါ ြစ်ကြစ်လစ်လစ်မထိုင်နိုင်သေးဘူးအဲ့ဒီပေါ့ပေါ့နဲ့ထိန်းသိမ်းတဲ့အပေါ်မှာကျွန်တော်တို့မကြည်နတ်တာအမျိုးမျိုးပြည့်ပြင်ပြောဆိုတာလောက်လာတာဒါမဲ့ကျွန်တော်သိပါတယ်ကျွန်တော်ဒါကြောင့်ဘေးရဝေဖန်တာတွေကျွန်တော်နားမထောင်တော့ကို့ policy တိုင်းကိုဆက်သွားတော့မယ်ဒါဒီဒါနားထောင်နေရင်ကျွန်တော်အလုပ်လုပ်လို့ကိုမရတော့ဘူးเนาะအဲ့ဒါပဲရှိရောက်နေတာကတော့တယောက်နဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြစ်ကမရှိတော့ဘူးเนาะ တဖွဲ့တဖွဲ့တဖွဲ့နဲ့တဖွဲ့နားလည်မှုအများကြီးရရှိအောင်လုပ်သင့်တယ်အဲ့ဒီအစီအမံရှိတယ်အဲ့ဒီအစီအမံရှိတယ်နော်ဆက်ပြီးမှကျွန်တော်တို့စ조사နေတာတစ်စင်းပြီးတစ်စင်းတက်ဖို့조사နေတယ်နော်တချို့နီးပြူဟာအပိုင်းနေကြတော့ကျွန်တော်မပြောတော့ဘူးပြ조사နေတယ်အဲ့ဒါပဲဒီလိုပြ ကဲကရင်နေစုစည်းပြီးကရင်ပြည်နယ်လေးကိုထိန်းထားတယ်ဆိုမယ်ကရင်ပြည်ဆိုတာကိုကဘာအတိမတ်မပြုစမြတရားမဝင်ဘူးကြအဲ့ဒီချိန်မှာဟိုးခေါင်ကတောင်ဝင်ရှိတဲ့စစ်တပ်တွေကလာတိုက်ရင်အဲ့ဒါနဲ့ပဲခင်ဗျာကျွန်တော်တို့မှာလူကုန်စိတ်ပန်းခွန်အားရုပ်တော့မှာအဲ့ဒါဓာရီကပြောမှဆိုရင်တို့ကြည့်ပုံကမျက်မွေးတစ်ဆုံးလောက်ပဲကြည့်တာကိုကျွန်တော်တို့ကြည့်တာကမိုးကုတ်ဆက်ဝိုင်းတစ်ခုလုံးကိုကြည့်တာ ဲ့တော့အဲ့လိုမျိုးလူတွေပြောကြတဲ့ခါကျတော့တချို့ကလည်းယုံတာပေါ့ဗျာစာမဖတ်ဘာမဖတ်တမိုင်းမသိလေမရဘူးကဘာကအတိမပြုတ်လိုက်မှခင်ဗျာကရင်ပြည်ဆိုတာသူများဝင်မရှုပ်ရဲတာအတိမမပြုတ်သမျှတော့ဘယ်နှမမရဘူးဝင်တိုက်မှာပဲချမှာပဲအေးအဲ့ဒါကိုကျွန်တော်တို့ကလုံနိုင်အောင်ပါကဲကရင်ပြည်ဆိုတော့ဟုတ်ပြီကရင်ပြည်ပဲလို့တတ်မှတ်မလဲအခုဟိုမှာနေသားများတို့ပြောသလိုအောက်ပါမှာပြည်တခုလုံးလုံလို့ရမလား ကျန်တဲ့လူမျိုးတွေအများကြီးရှိတာပဲเนาะအဲဟိုဒေါက်တာသန်တီပိုးလက်တက်ကတောင်တနင်္သာရီတိုင်းတိုင်းလုံးယူတာဒဝဲသားတွေဆန့်ကျင်တယ်လေမာသူတို့တန်ကြပ်တွေထိုးလို့ရာဇဝင်မှာပြန်လာကိတ်ဖတ်ထီးတွေမှာပြီမရှိဆုံးမှာသူတို့မပေးဘူးမပေးတာနဲ့တနင်္သာရီတိုင်းယူလို့မရဘူးဒါရှိခဲ့သေးတာပဲဟာအဲ့တော့ကျွန်တော်တို့ကအဲ့လိုဂဂနာနာနင်နမိတ်မရှိဘဲနဲ့အဲ့နိုင်ငံသားအတိမမြူဘူးညာဒီမှာမြူဘူး ဲကျွန်တော်တို့ကဣစရေလမဟုတ်ဘူးเนาะဒီလိုပါဗျာခင်ဗျားလည်းကျွန်တော်တို့ကစစ်ကအောင်ပွဲတစ်ခုရပြီဆိုစက်တိုက်စက်တိုက်ခါတည်းသွားရင်ရတယ်ကျွန်တော်တို့မှာအဲ့လိုစက်တိုက်စက်တိုက်သွားဖို့ကခွန်အားလိုတယ်ခွန်အားပါလေငွေနဲ့လက်နဲ့ပစ္စည်းအဲ့ဒါကမရှိဘူးကြာ ခင်ဗျာဗျောင်းဝဲပြောတော့မယ်နော်အဲ့ဒါကြောင့်မို့တစ်ဆုတ်တစ်ဆုတ်တစ်ဆုတ်နေတာဟိုမှာကိုကနေချတာတကဘုံ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 နဲ့အာကြီးပြန်ဆက်ချဖို့ကြာတော့ကြံတဲ့အင်အားတွေကလက်နဲ့မကြည့်ဘာမှရှိတယ်ဖြစ်ကုန်တာဒါတစ်ဖက်တစ်ဖက်ကခင်ဗျားတို့ပြောတဲ့ဒီစိတ်တဏ္ဍာပေပြီးစိတ်ဥယျာဉ်များလားဒီလိုရှိတယ်ဗျာစိတ်ရင်းမှာအရေးကြီးတာစိတ်ဘူဟာခင်တတ်ဖို့အရေးကြီးတယ်နော်တိအချက်ကနောက်ပြီးမှာ စစ်သားတွေကတိုက်ရင်ခိုက်ရင်ဝှတဲ့စစ်သားတွေဖြစ်ရမယ်အဲအဲ့ဒါကရန်သူတထောင်လာပါစေကျွန်တော်တို့တိုက်နိုင်တယ်အခုသူ့လူတွေကတလလောက်တင်နာပေးပြီးဟိုလှုပ်ဒီလှုပ်နဲ့စိတ်ဖို့ဆိုပြီးပြီးလှုပ်တာတခါလက်နဲ့ချထွက်ပြေးတမုံကြီးဒါကြောင့်မို့တို့ဒီဟိုမှာအောင်စီရစစ်စီကြီးကမအောင်မြင်တာအဲ့ဒီကိစ္စနော်သူ့လူတွေလူတစ်တွေဟိုကိုကကလက်နဲ့ချတဲ့ကောင်တွေဒီမှာပြန်လာလှုပ်ပြန်လာလှုပ်တော့ဘာတို့လည်းသိတာဗောဗျာခင်ဗျာလည်း တချို့လည်းကျွန်တော်ရှိကိုရောက်လာတယ်တချို့လည်းထွက်ပြေးသွားတာပဲဘာမှလက်တားစီးလို့မရနောက်ပြီးမှရာသီဥတုကငပြားတွေဆွဲတော့ငပြားတက်ပြီးပြန်ရတာဒီရှိတော့ဒီခဏတိအောင်မြင်မှုရှိတာအဲ့ဒါဒါမဲ့ဒီလူတွေကြိုးစားနေတယ်နိပရိယေဝေဖို့အားကြီးများတဲ့လူတွေအဲ့ဒါတွေကိုကျွန်တော်တို့ကနားလည်ဖို့လူတွေတိထားဖို့လူတွေပေါ့ဗျာနားလည်ဖို့ဆိုတာတိထားဖို့လူတွေအဲ့တော့ကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲဘယ်လိုလုပ်မလဲအဲ့ဒါတွေကစစ်ပြူကခင်းတဲ့လူတွေကဒါအမျက်ကြည့်ရတယ် နော်အဲ့ဒါကြောင့်မို့ပါကျွန်တော်မကြောက်ပါဘူးသူ့ဘာသူဘယ်လို့လှုပ်လှုပ်ဘာလှုပ်လှုပ်ဒီလိုတက်လာတက်လာမကြောက်ဘူးကျွန်တော်တို့ကစီရေးပြူဟာမှမို့လို့လေကျွန်တော်တို့မှာ PDK ကလေးတွေက2020နဲ့2021ကလာတဲ့ကလေးတွေအခုတက်ရွားနေပြီသူတို့ဟိုလူသစ်ကလေးတွေလို့တွက်လို့မရဘူးတက်ရွားနေအဲအဲ့ဒါဒီနဲ့ကျွန်တော်ခံထားလိုက်တဲ့ခါကျတော့မရဘူးအဲ့တော့ကျွန်တော်တို့ကလည်းရှေ့ကိုတွန်းမနိုင်ဘူး တို့ကလည်းကိုယ့်ချီကိုလာမနိုင်ဘူးဒါကြအီးကြီးအကြာကြီးဤနေရင်းနဲ့အဲ့ဒါဘယ်လိုလုပ်ကြမလဲအဲ့တော့ကျွန်တော်တို့ကသပွဲကုံမှာဆွေးနွေးလိုက်မှဆိုရင်စစ်တပ်ကိုကျွန်တော်ပယ်လို့ကိုမရဘူးပြည်သူတွေကစစ်တပ်ကိုမုန်းတယ်စစ်တပ်နိုင်ငံကြီးလောက်တောင်မုန်းတာနော်အဲ့တော့ပယ်လို့မရရင်ဇလာဟောင်းကြီးပဲတမိုင်းဟောင်းကြီးပဲပြန်သွားမှာဒါကြောင့်ဒါဟုတ်ကျွန်တော်တို့ကဝိုင်းစင်စားကြပါကျွန်တော် KNU တခုတည်းနဲ့လှုပ်လို့မရပါဘူး เนาะပညာပေးဖို့လိုတယ်လက်နက်မကင်တဲ့နိုင်ငံတော်ပြည်တွင်းကနိုင်ငံရေးအဖွဲ့အစည်းတွေကိုလည်းကျွန်တော်တွေ့ရင်ဒါတွေဆွေးနွေးခြင်းနဲ့ကျန်တဲ့ EU တွေဆွေးနွေးခြင်းနဲ့အန်ယူဂျီနဲ့ CRP ကိုလည်းကျွန်တော်ဆွေးနွေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်ဒီလူတွေနဲ့တခါမှမတွေ့ရအောင်ကျွန်တော်အထက်ကဟိုလူနဲ့တွေ့ဒီလူနဲ့တွေ့ဒါပဲရှိတယ်ကျွန်တော်တွေ့ခြင်းနဲ့ကျွန်တော်တွေ့လို့မရသေးဘူးเนาะ တွေ့ရင်တော့ကျွန်တော်ပြောမှာပဲကျွန်တော်တပူကတော့ကျွန်တော်ချမယ်အားဘူးလေမအောက်သူဘာလောက်တော့အသွားလောက်တော့မလဲမအောက်လို့ပြောဘာသွားလောက်တော့မလဲအဲ့ဒါအယူဂျီဘယ်ဖြစ်ဖို့ပေါ့နော်အယူဂျီဘယ်ဖြစ်ရလဲအဲအဲ့ဒီကပဲဖြစ်မှာပေါ့ဗျာကျွန်တော်ကလည်းသူတို့ရဲ့ဟိုဝင်ကြီးတွေဆိုတာတွေကိုကျွန်တော်ကတွေ့လို့မှမရပဲဟာအဝင်ကြီးလက်ထောက်တို့အတွင်ရေးမှုတို့ဒီလောက်နဲ့ပဲရှောက်ပြီးလုပ်နေရတာဟုတ် ျွန်တော်ကသူတို့ဟိုဖုန်းနံပါတ်လည်းမသိအကောင့်လည်းမသိဘယ်လိုသွားလုပ်မလဲအဲအဲ့ဒါပါကျွန်တော်ရဲ့အားနည်းချက်ကပြောမှဆို IT နည်းပညာညံ့ဖြစ်နေဒီညံ့ဖြစ်မှုကြောင့်ကျွန်တော်လည်းဟိုကိုယ့်တယောက်ပဲပဲနေနေရတာပေါ့အဲ့နည်းပညာတော်တော့ကျွန်တော်အကုန်ဆက်လို့ရပါတယ်နော်ဒီလိုရှိပါတယ်ဗျာ ကျွန်တော်တို့ကဟန်ဆောင်တော်လိုင်းကြီးတော့မလုပ်ကြနဲ့ပေါ့ဗျာ။နော်လူကြောက်ကောက်အောင်လူမြင်ကောက်အောင်တော့မလုပ်ကြနဲ့ပေါ့။တကယ်ထိတိမိမိနဲ့တကားတဲ့ကျွန်တော်တို့လုံနိုင်တော့အကောင်းဆုံးပဲ။နော်ကျွန်တော်တို့ခရယ်ညူဘက်ကတော့အကုန်လုံးအစီအစဉ်ရှိပြီးပြီ။အားအလုံးပဲ။နော်ကြံတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကဆက်သွယ်ရတာတော်တော်ခက်တယ်ဗျာ။အခုကလိုင်းနေရလဲစစ်ကောင်စီကလည်းဟိုဖြတ်ဒီဖြတ်ပိတ်ထားတော့ဆက်သွယ်ရတာခက်တယ်။နော်ဒါကြောင့်မို့တာဝန်ရှိပုဂ္ဂိုလ်တွေကကိုယ်တာဝန်အတိုင်းတာနဲ့ အကောင်းဆုံးဘယ်လိုလောက်ကြမလဲဆိုတာကိုကျွန်တော်လောက်သွားကြဘူးပဲကျွန်တော်ပြောခြင်းတယ်။ဘာကြောင့်မူလဲဆိုတော့ကျွန်တော်ကိုနိုင်ကလည်းတရေအချက်လက်တွေကိုအကုန်လုံးရယူနိုင်ဖို့အတွက်သွားအားကျွန်တော်မှရှိဘူး။ကျွန်တော်ရဲ့အားနေချက်ကဒီခေတ်ပေါ်ပေါက်နေတဲ့နည်းပညာနော်နည်းပညာအင်တာနက်ပညာကျွန်တော်မကြွန့်ကျင်ဘူး။ဒါကြောင့်မို့ကျွန်တော်ကလည်းတခြားဒီလိုသတင်းဌာနပုံကိုယ်တွေနဲ့ဘာတွေနဲ့တွေ့ဆုံမှကျွန်တော်ဆွေးနွေးအချက်လက်ကိုကျွန်တော်စုနေရတယ်။